အိန္ဒိယမှာရုပ်ရှင်မင်းသားတယောက်ရဲ့ရွေးကောက်ပွဲကြိုမဲဆွဲမှုအတွင်းလူတွေတိုးဝေကြရာကလူ40နီးပါးလောက်သေဆုံးခဲ့ပါတယ်။စက်တင်ဘာ29ရက်နေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးအခုအခါမှာအမှုဖွင့်စုံစမ်းမှုတွေလှုပ်ဆောင်နေကြောင်းတမီနာဒူပြည်နယ်အုပ်ချုပ်ရေးမှူးစတာလင်ကပြောပါတယ်။အဲ့ဒီမဲဆွဲဟောပြောပွဲတွင်လူတွေစုပြုံတိုးကြရင်အချင်းချင်းနင်းမိရာက39ဦးသေဆုံးပြီး52ဦးအပြင်းထန်ဒဏ်ရာရခဲ့ကြောင်းအသိပေးပါတယ်။သေဆုံးသူတွေထဲမှာကလေး9ဦးပါဝင်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့ကာရူရာဒေသတွေကမဲဆွယ်ပွဲကိုတော့ရုပ်ရှင်မင်းသား VJ ရဲ့ပါတီဖြစ်တဲ့တမီလာကာဗက်ထရီကဇာဂမ်ကကြီးမှုကျင်းပခဲ့တာပါ VJ ဟာဘောလီဝုဒ်ရဲ့တမီရုပ်ရှင်ရဲ့ဝန်မှာအအောင်မြင်ဆုံးမင်းသားတက်လက်လေးဖြစ်ပါတယ်2024ခုနှစ်မှာတော့သူ့ရဲ့ကိုပိုင်နိုင်ငံရေးပါတီကိုထူထောင်ခဲ့ပြီးပြုလုပ်ခဲ့သမျှမဲဆွယ်ပွဲတွေမှာထောင်ထောင်ချီများပြားတဲ့ထောက်ခံသူတွေပြည်သက်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ် သူကအိန္ဒိယနိုင်ငံရေးလောကမှာလက်ရှိဝန်ကြီးချုပ်နာရန္ဒရာမိုဒီရဲ့ဘာရာရတ္တယာဂျနတာပါတီကြီးစိုးနေမှုကိုပါရေရှည်မှာစင်ခေါ်သွားဖို့ရည်ရွယ်ကြောင်းကြွေးကြော်ထားပါတယ်လက်တလုံးမှာတော့သူ့ပါတီဟာ2026နှစ်စပိုင်းမှာကျင်းပမယ့်ပြည်내တွင်ရွေးကောက်ပွဲတွေအတွက်မဲဆွယ်လှုပ်ရှားနေတာဖြစ်ပါတယ်မဲဆွယ်ပွဲမှာအရှုပ်ထွေးတွေဖြစ်လာတဲ့အချိန်ကားတစည်းပေါ်မှာရှိနေခဲ့တဲ့ VJ ကမူးဝေဖြော့တော်နေတဲ့ထောက်ခံအားပေးသူတွေဘက်ရေဘူးတွေပစ်ပေးနေတာကိုလည်းတွေ့ခဲ့ရပါတယ် နောက်တော့လူအုပ်ကထိမရအောင်ဖြစ်လာတဲ့အချိန်မှာသူကရဲရီစီဆက်သွဲပြီးအကူအညီတောင်းခံခဲ့ပါတယ်။ဖြစ်ပျက်သွားခဲ့တဲ့အခြေအနေတွေအတွက်သူလည်းရင်ကွဲမတက်ခံစားခဲ့ရကြောင်းထိခိုက်သေးဆုံးခဲ့သူအားလုံးအတွက်ကြေကွဲနာကျင်နေမိကြောင်း VJ ကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်။သူကဒဏ်ရာရသူတွေအများဆုံးပြန်လည်တက်တာလာဖို့လည်းဆုတောင်းပေးထားပါတယ်။ကြီးနေအုပ်ချုပ်မှုစတာလင်ကတော့ဖြစ်စဉ်နဲ့ပတ်သက်လို့ အလေးအနက်စုံစမ်းမှုတွေလှုပ်ဆောင်မယ်လို့ကတိပေးခဲ့ပြီးအဲ့ဒီအတွက်လည်းအငိမ့်စားတရားသူကြီးတဦးဦးဆောင်တဲ့ကော်မရှင်တစ်ခုကိုတာဝန်ပေးထားကြောင်းဆိုပါတယ်စတာလင်ကလူနင်းခံရပြီးတေဆုံးခဲ့သူတွေရဲ့မိသားစုတွေကိုရူဘီငွေတသန်းစီပေးအပ်သွားမယ်လို့လည်းပြောပါတယ်အဲ့ဒီငွေပမာဏကဒေါ်လာ1000 1000လောက်နဲ့ညှိမျှပါတယ် VJ ရဲ့ပါတီကကျင်းပတဲ့မဲဆွယ်ပွဲတွေမှာလုံခြုံရေးဆိုင်ရာပြဿနာတွေဖြစ်ခဲ့တာဒီတစ်ချိန်ကပထမဆုံးတော့မဟုတ်ပါဘူး မနေ့ကအောက်တိုဘာလတုန်းကလည်းပါတီရဲ့ပထမဆုံးလူထုတွေ့ဆုံပွဲကိုကျင်းပတော့ကအနည်းဆုံး6ဦးလူပိသေဆုံးခဲ့ကြောင်းမီဒီယာတွေကဖော်ပြကြပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့တမီးနာဒူးရဲ့ကာရူရာမြို့မှာဖြစ်ခဲ့တဲ့တရင်ကြားခဲ့ပြီးအထူးဝန်ထဲကြေကွဲကြောင်းလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်ရှင်။